ကျွန်တော်တို့ FIFA ကလပ်ကမ္ဘာပလာမတိုင်ခင်တော့ပိတ်ခဲ့တဲ့အပြောင်းအရွှေ့ဈေးကကဒီနေ့မနက်မှာပြန်ဖွင့်ပြီ။အဲဆိုတော့ဒီမကြာခင်အချိန်အတွင်းမှာဒီဥရောပအသင်းကြီးတွေရဲ့ဒီ FIFA ကလပ်မကစားတဲ့ဥရောပအသင်းကြီးတွေကိုပြောပါဦးနော်။အဒီသင်းတွေရဲ့အပြောင်းအရွှေ့ဈေးကိုကျွန်တော်တို့မြင်ရဖို့ရှိနေတယ်။အဲပရီးမီးယားလိဂ်ကိုကြည့်ရလိုက်မယ်ဆိုလို့ရှိရင် FIFA ကလပ်သွားကစားနေတဲ့အသင်းဟာဒမန်စီတီနဲ့ Chelsea နှစ်သင်းရှိရဲ့။အဲကျန်တဲ့၃သင်းဖြစ်တဲ့ Liverpool အဆင်နဲ့ Manchester United Spa လေးတဲ့သလုံးကဒီအပြောင်းအရွှေ့ကိစ္စရည်နဲ့သူတို့ကလည်းရှုပ်ရှက်ခံနေရ။အဲ Champion Liverpool ကတော့ကျွန်တော်လောလောဆယ်အားလုံးသိတဲ့အတိုင်း Florian Vers ကိုအပြစ်သက်ခေါ်ယူနိုင်ခဲ့ပြီးဒီတရားဝင်ကြေညာမှုပဲကျန်တော့ရင် အဲဒီလိုပါအနေနဲ့ Friday Pass Strike လောက်ပြောင်းရွှေ့ကြီးပေါင်တန်းတရာနဲ့အပေါ်စုကြီး16တန်းဒီမှာပြေးချိခဲ့ရတယ်အဲ့တော့သူရဲ့ package ကပေါင်တရာ16တန်းရှိတယ်ဒါဟောင်းဒီ video ဘောလုံးတမိုင်းတစ်လျှောက်မှာဈေးကြီးဆုံးအပြောင်းရွှေ့လဲဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုဒီ FF ကလာတဲ့တင်းနေရဆိုလို့ရှိရင် Friday Bus ကလာမဲ့တောက်ချာနေမှာလေပေါင်းနဲ့ဆေးစစ်ပြီးတော့ဒီ94နာရီအတွင်းမှာတရားဝင်ကစားသမားဖြစ်ရင်ချိန်ညာသွားမယ်လို့သိထားတယ်။အဲ့လေပေါင်းကြီးအပြောင်းရွှေ့တာဒီလောက်နဲ့ရောက်မှာမဟုတ်ဘူး။လောလောဆယ်မှာလေပေါင်းက Friend Pound နဲ့ Bus နဲ့ရောက်ကိုခေါ်ထားတယ်။ပြီးလို့ရှိရင်သူတို့အနေနဲ့ ထောင်တိုက်စစ်မှုတွေကိုထပ်မံခေါ်ယူသွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်။အထောင်တိုက်စစ်မှုနေရာအတွက်ဒီလိုမျိုးကပြင်ပထားတဲ့စာသမားကလူလော့စစ်မှာတည်ထားသလောက်နှစ်ယောက်ရှိရင်တယောက်ကနေယူကဆက်တိုက်စစ်မှုအီဆန်နဲ့နောက်တစ်ယောက်ကပရမတ်တိုက်စစ်မှု EKTG တို့ပဲဖြစ်ပါတယ်။နော်အာဆင်နယ်ကလည်းဒီအပြောင်းရွှေ့စီကောင်မနေနဲ့ညင်နေဆိုပေမဲ့ဒီသူတို့ခေါ်ယူဖို့ပြင်မှတ်ထားတဲ့ကစားသမားတွေနဲ့ဆွေးနွေးမှုတွေကတော့တွတ်တက်မှုရှိတယ်လို့သိထားတယ်။အာဆင်နယ်ကလောလောဆယ်မှာဇူဘီမန်တွေကိုခေါ်ယူဖို့အတွက်အလုံးစုံသဘောတူညီမှုရပြီးပြီ။ဒါကစားသမားနဲ့ဆေးဆေးနှစ်ဖို့နဲ့ဒီတရားဝင်ကြီးညာဖို့ပဲကြံတော့တယ်။ ဒီနာမဲ့ဒီရပိုင်းအတွင်းမှာဇူမီမန်နီကိုတရားဝင်ကြီးညာမဲ့လို့လည်းဒီလန်ဒန်ခြေဆိုင်သတင်းဌာနတချို့ကဖော်ပြထားတယ်။နောက်ပြီးတော့အာဆင်နယ်အတွက်ဒီဟာဒီမှာအဓိကဦးစားပေးပြမဲ့တိုက်စစ်မှုစစ်စစ်တယောက်ခေါ်ဖို့အဒီနံပါတ်9နေရာတိုက်စစ်မှုစစ်စစ်အတွက်အာဆင်နယ်တင်းဆွေးနွေးနေတဲ့ကစားသမားနှစ်ယောက်ရှိရယ်တယောက်ကစပိုးနဲ့တိုက်စစ်မှုပီတာဂျိုကာရနဲ့နောက်တစ်ယောက်ကလိုင်းစစ်တိုက်စစ်မှုဘက်ဂျမင်ဆက်ကိုပဲ။ဘာတာနဲ့အာဒီတာကတော့ဆက်ကိုပို့ပြီးသဘောကျတယ်။ ဒါပေမဲ့အတွေ့အကြုံနဲ့ပြောင်းရွှေ့ကြရကြတော့ဂျိုကာရကတက်တာနေတယ်။ဒါပေမဲ့ဂျိုကာရကိုယ်တိုင်ကလည်းအာဆင်နယ်ကိုလာချင်တယ်ဆိုပြီးသတင်းထွက်လာတာဆိုတော့ဒီချိန်မှာအာဆင်နယ်ပါလို့မလဲဆိုတဲ့အနေအထားကိုစောင့်ကြည့်ရမှာပါ။ဒါကြောင့်အာဆင်နယ်ကဒီတိုက်စစ်မှုနေရာရခဲ့လို့ရှိရင်တော့ဘယ်တော်မှကစားမတယောက်ကိုထပ်မံခေါ်ယူခြင်းနဲ့ဆန္ဒရှိနေပြီးတော့အဲ့ဒီအတွက်လည်းဒီမာတင်နယ်လေးတို့ Trossard တို့ကိုရှင်းထုတ်သွားဖို့ရှိနေတယ်။အဲ့တော့ဘယ်တော်မှတော့အာဆင်နယ်ယူထားတဲ့ကစားသမားကဒီပြီးပါအောင်တောင်မန်ကစားသမား Nico Williams နဲ့ Real တောင်မန်ကစားသမား Rodrigo လို့ပဲ။အဖြစ်ရှင်တော့ဒီကစားသမားနှစ်ယောက်စလုံးကဒီသက်ဆိုင်ရာအသင်းထဲမှာပဲဆက်နေခြင်းနဲ့ဆန္ဒရှိနေတယ်။ Nico Williams ဆိုလို့ရှိရင် ဒီဘာစီလိုနာကိုပဲပြောင်းချင်တယ်အာဆင်နယ်ကိုလာဖို့အတွက်ဆန္ဒမရှိဘူးရိုဒီဂိုဆိုလည်းဒီလိုပဲရီယန်နီပြအသင်းဒီအလွန်ဆိုတဲ့စကားပြောပြတဲ့နောက်မှာရီယန်မှာဆက်ရှိဖို့များနေပြီပေါ့နော်ဒါကြောင့်အာဆင်နယ်ကဒီတောင်မန်တိုက်စစ်နေရာအတွက်ဘယ်တောင်မန်နေရာအတွက်ကိုမန်ချက်စတာယူနိုက်တက်ကနေထွက်ခွာမယ်ဆိုပြီးတော့သတင်းတွေကြီးနေတယ်ဒီအလက်ဆန်ဒိုဂါနာချိုကိုခေါ်ယူဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်လာတယ်ဟောမန်ချက်စတာယူနိုက်တက်ကတော့ဒီကျွန်တော်တို့အပြောင်းရွှေ့ ဒီ FIFA ကလပ်ကမှမလာမတိုင်ခင်ပေါ့နော်ဒီသူတို့ခေါ်ယူထားနိုင်ခဲ့တဲ့ကိုညာကိုအပိတက်ခေါ်ယူနိုင်ခဲ့ကြောင်းတရားဝင်ညင်ညာခဲ့တယ်။ Lawrence Ma United ကကစားမ3ယောက်နဲ့သူတို့ဆွေးနွေးမှုတွေပြုလုပ်နေတယ်။ပထမတစ်ယောက်က Brandford ခွင်းလက်တိုင်းစစ်ကစားမ Brian Ambumo ။ Brian Ambumo ကအားလုံးတည်တိုင်မှာ United နဲ့ဒီပုံကိုရင်ဆိုင်ရသဘောတူမူရပြီးပြီ။ကစားမကိုယ်တိုင်ကလည်း United ကိုလာခြင်းတယ်။ဖြစ်ရှင်တော့ဒီ Brian Ambumo နဲ့ United ရဲ့ကြားမှာပြောင်းရွှေ့ကိစ္စဒီအဆုံးမသက်ခင်မာရင်ဒီ Brandford အတင်းအနေပြ Thomas France Spain ပြဖြစ်သွားတယ်။ Spain နေပြဖြစ်လာတဲ့ကမှာဒီ တော်မဖရန့်ကလည်းသူ့ရဲ့တပည့်ဟောင်းဒီအမ်မူမိုလိုချင်လာတယ်ကွာလိုချင်လာတော့သူတို့နေနေဒီစပါ့အောင်ဆိုရင်အမ်မူမိုခေါ်ပြီးပါဘူးအဲ့ဒါစပါ့တွေအမ်မူမိုကန်လန်းလိုက်တဲ့ပမာဏဒီ United ကဒုတိယအချိန်ကန်လန်းတဲ့ပမာဏအထက်ပုံများနေတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတယ်ဒါကြောင့်ဒီ United ကကစားသမားနဲ့အဆင်ပြေတယ်ဒါပေမဲ့အသင်းဘက်ကကျတော့စပါ့နဲ့အဆင်ပြေတဲ့အနေအထားဖြစ်တဲ့အတွက်အမ်မူမိုရဲ့အပြောင်းအရွှေ့ကလည်းစောင့်ကြည့်ရမယ်နောက်ပြီးတော့ United ကဒီ Frankfurt တိုက်စစ်မှု EKDG နဲ့ဆွေးနွေးမှုတွေကလည်းတိုးတက်လျက်ရှိနေတယ်အဲ့တော့ပထမပြဿနာဖြစ်နေတာကအသက်နဲ့ဆက်နေနေရပြင်သစ်ကျယ်ဝင်းကိုဒီ United ကဒီ ပြောင်းရွှေ့ခြင်းအများအပြားပေးခြင်း front back ကဒီ EKTK အတွက်ကိုဒီ Man City ကိုပြောင်းသွားတဲ့ဒီတို့ရဲ့ကစားမဟောင်းမာမိုရခဲ့တဲ့ပြောင်းရွှေ့ခြင်းတိုင်းပေါ့နော်ပေါင်65တန်းဝင်ခြင်းလိုခြင်းနေတယ် United ကတော့အဲ့လောက်မပေးခြင်းဘူးဟောလက်ရှိတို့အတင်းတင်းကြပါဆွေးနွေးမှုတွေကတော့အပေါင်းလက္ခဏာဆောင်တယ်လို့ပြောတယ်ကစားမကတော့ United ကိုပြောင်းရွှေ့ဖို့အတွက်အဆင်ပြေတဲ့အခက်အခဲမရှိဘူးသူကစားမယ်လို့ပြောထားပြီးသားအဲ့တော့ဒီအပိုင်းအတွက်မှာပဲဒီ EKTK ရဲ့အံပူမိုးရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ထူးခြားချက်တစ်စုံတည်းရရှိလာနိုင်တယ်ပေါ့နော် ဟာဒီကစားမပြင် United နောက်ထပ်ဆွေးနွေးတဲ့တိုက်စင်ကစားမှာ၂ယောက်ရှိသေးတယ်။ပထမတစ်ယောက်ကတော့ Benjamin Sack ကိုနောက်တစ်ယောက်ကတော့ Victor Osimhen ။အော် Benjamin Sack ကတော့ Arsenal ကိုရောက်ဖို့ပုံများတယ်။ဒါပေမဲ့ United ကလည်းသွေးလို့ဆက်တဲ့သဘောမျိုးဒါဈေးနှုန်းမေးတာကစားသမားနဲ့လောက်ခလာစားကိစ္စတွေပိုင်းပြောတာရှိရလို့သိရတယ်ပေါ့နော်။အော် Victor Osimhen ကတော့ United ကခေါ်မယ်ဆိုရင်ချက်ချင်းလာမယ်အနေထားမျိုးရှိတယ်။ဒါပေမဲ့ United ကလည်း Victor Osimhen ရဲ့ဒီလာစာတစ်နှစ်လောက်ခလာစားပေါ့နော်။ယူတန်း20လောက်ကိုမပေးချေချင်းဘူး။ဒါကြောင့် United ရဲ့နောက်လာမယ့်လူခွဲယူမှုမှာဖြစ်နိုင်ခြင်းရှိတော့ကတော့လက်ရှိအချိန်အနေထားရအန်ပူမိုနဲ့ equity ကတော့ဖြစ်နိုင်ခြင်းရှိတော့မယ်အဲ့ဒီကစားသမားတွေအားလုံးရပြီဆိုလို့ရှိရင် United ထပ်လှုပ်ရှားမယ်အနေထားကတော့ကျွန်တော်ကွင်းလင်ကစားသမားတယောက်နဲ့ကုသမာ2ခေါ်သွားဖို့ရှိရလို့တော့သိထားတယ်ပေါ့နော်အဲ့နောက်ဆုံးအနေနဲ့ spa ပေါ့နော်အော်စပါတော့လောလောဆယ်ဒီဘိုင်ယန်ကနေပြီးတော့ပေးတဲ့ရာဒီမှာဒီအငှားလာကစားတဲ့ဒီမိတိုင်တဲကိုသူတို့အပိတက်ဝယ်ယူလိုက်ပြီဒါကတော့မန်ဖရန့်စမာနီမြဖြစ်လာပြီပထမအဆုံးအပြောင်းရွှေ့သူတို့လောလောဆယ်အခုဒါ United ရဲ့ပြင်မဲ့ဖြစ်တဲ့အန်ဘူမိုကိုလည်းခေါ်ယူဖို့သူတို့ယူရထားတယ်ဒါပေမဲ့သူကနောက်ထပ်ကစားမနေရောက်ခေါ်ဖို့ရှိတယ်တော့မန်ဖရန့်ကစမာနီမြဖြစ်လာပြီးတဲ့နောက်မှာ ဒီလာမယ့်ရာသီမှာ Champion League အပါအဝင်အဓိကပြိုင်ပွဲ3ခုကိုဝင်ပြိုင်ဖို့အတွက်ကိုသူတို့အနေနဲ့ကစားမ6ခုထိခေါ်ပေးပါဆိုပြီးတောင်းဆိုထားတယ်။နောက်ပြီးတော့လက်ရှိအသင်းကလည်းဆွမ်ဟောင်မင်တို့ဘာတို့ကလည်းထွက်ဖို့ရှိနေတာတွေ့ရတဲ့အလွန်ရမဖြစ်မနေဖြစ်တင်းဖို့လိုမှာဖြစ်ပါတယ်။လောလောဆယ်မှာ Spa အသင်းကတော့အပြောင်းရွှေ့နေပတ်သက်ပြီးတော့အမူမိုတယောက်လောက်ပဲတည်င်းထွက်နေတဲ့အနေထားလို့ပြောလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုဖျက်မြောက်ရေးအတွက်ဂိုညီပန်ဖို့ပေးထားတာတော့ 3H Gaming ကပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဝါသနာပါလို့ဘောပွဲတွေစောကလားခြင်းတော့ Payment Messenger မှာ link down ပြီးအကောင့်ဖွင့်မှာက၂၀ရာခိုင်နှုန်းပေါင်းနဲ့ရရှိမှာဖြစ်ပါတယ်။